အားလုံးပဲမိလာပါဒီနေ့ကျေးဇူးမဲ့တင်ရင်ကတော့ခန်းစနစ်ဒီချင်းငယ်စနစ်သမားလေးကနံပါတ်10ကိုဖြစ်ပါတယ်အဲ့ဒီခန်းမှာအဲ့ဒီပုံမှန်ဆိုရင်ကျွန်တော်နံပါတ်10ကအပွားချက်ရမြိုင်၄စိတ်ပိုင်းကိန်းများကိုရှာပါတယ်၄စိတ်ပိုင်းကိန်းတွေကိုရှာမှာဖြစ်ပါတယ်နော်မက်တာကြီးကပထမဘလုံးတင်းတင်းရဲ့ပွဲစဉ်15ခုရရှိလာတော့ကိုရီရက1 0 2 1 0 4 1 2 1 3 0 5 1 2 2ဖြစ်တယ်ပေါ့နော် အဲ့ဂိမ်းလိုဆိုမှတော့အရင်ဆုံးဘာလို့ကမယ်ဆိုရင်ငယ်စဉ်ကြီးလိုက်စီလိုက်စီလိုက်တဲ့အခါမှာကျွန်တော်0ရေကိုရှိမှထားမယ်0ကတစ်လုံး3လုံးပါရတဲ့ဆိုမှတော့3ခါရေးမယ်1ကကျတော့5ကပါရတဲ့ဆိုမှတော့15လုံးရေးမယ်2ကကျတော့ဆိုမှတော့4ကပါရတဲ့4လုံးရေးမယ်3ကတစ်ခါ4ကတစ်ခါ5ကတစ်ခါပေါ့နော်အဲ့ဒါကိုဂိမ်းလေးကိုငယ်စဉ်ကြီးလိုက်စီစီပြီးတဲ့အခါမှာဆိုမှတော့နော်ရှေ့ချမ်းအောက်ချမ်းရဲ့အထက်ချမ်းရဲ့အလဲရဲ့ဆိုပြီးခွဲလိုက်ပါမယ်နော်။သူကဂိမ်းကမာကြီးဖြစ်တဲ့တည်းဆိုတော့အလဲကောင်မှတစ်ခုပုံ အရှိမကခုနှစ်လုံးနောက်မှခုနှစ်လုံးအလဲမှာတလုံးလုံးအဲအလဲကကျတော့အလဲကင်းကကျတော့ကျူတူးပါဟုတ်နော်အဲဆိုလို့ရှိရင်ဇမားတို့ကအရှိကင်းကကျူဝမ်းကိုရှာတဲ့ခါမှာနော်ကျူဝမ်းမှာဆိုလို့ရှိရင်ဇမားနှစ်လေးငါးချက်ခုနှစ်လုံးရှိတယ်ခုနှစ်လုံးရဲ့အလဲကင်းကကျူဝမ်းမှာသူကကျပေါင်းပြီးစားကြမယ်သူကမာကင်းဖြစ်တဲ့တွေအလဲလုံးကဇမားတို့ကနော်ကျူဝမ်းကျူဝမ်းကပါတော့တကူရတယ်ကျူတူးကကျတော့တကူပဲပေါ့နော်အဲကျူသတိမှာကြတော့ကျမတို့ကအဲသူကလည်းအလဲကင်းရှိရပါတော့ခုနှစ်လုံးဆိုတော့အလဲကင်းရပါတော့နှစ်ဒါမှမဟုတ်ကျူသတိကနှစ်ခု ော်နောက်တစ်ခါနဲ့မခါဝေးတာကစားတင်တဲ့တစ်ခုကိုတဲ့တင်တဲ့ကာလအတွင်းနော်ရက်လိုက်လာရောက်ကြရတဲ့တင်တဲ့သားအရေတော့က28 25 24 26 26 25 28အဲ့လိုပေါ်ရှိရပါတော့။အားလုံးကဘယ်နေရလဲဆိုရင်2 4 6 8 10 12 14 16 18 19ပေါ့နော်။19ရက်ပေါ့နော်။19ရက်လာကြရတယ်နော်။အဲ့တော့အဲ့ဒီ game မျိုးလဲကျွန်တော်တို့ကငယ်စဉ်ကြီးလိုက်စီလိုက်ပါမယ်။ ဒီနေ့ကိုရှင်ဦးမယ်ရှင်ကြီးတိုင်းစီရဲ့ခါမှာအဲ့ဒီမှာเนาะ23ဟာတစ်ခုပဲပါတယ်ကျွန်တော်တော့အရှိဆုံးမှာ23ဟာအငယ်ဆုံးတစ်ခုပဲဖြစ်တဲ့ရဲ့အရှိဆုံးမှာတစ်ခုပဲရှိမယ်24ကကျော်ကျွန်တော်နှစ်ကြိမ်ပါရတဲ့ကျွန်တော်နှစ်ကြိမ်ရှိမယ်25က၄ကြိမ်ပါတော့၄ကြိမ်ရှိမယ်26ကတော့၂ကြိမ်ပါပါတယ်29ကလည်း၃ကြိမ်ပါတယ်28ကတော့25 6 6ကြိမ်ပါတယ်ပေါ့เนาะ6ကြိမ်ပါတယ်29ကတစ်ကြိမ်ပဲပါတော့เนาะ29ကအကြီးဆုံးနောက်ဆုံးမှာတစ်ကြိမ်အခုပဲရေးလိုက်ဒါအငယ်ချင်းကြည့်လိုက်စီရတာเนาะကြီးပြီးရခါမှာသူက16 အဲစကူခုပေါ့နော်ဆိုတော့အားလုံးပေါ့စကူရက်ဖြစ်တယ်တယ်ဆိုတော့မာဂီမာဂီဆိုတာလည်းကမှတလုံးပုံပေါ့နော်အဲဆိုရင်စကူဆိုတော့ကိုတက်ကိုကိုနဲ့ဆက်ရှိတိဆိုတာဈာထဲမှာတစ်ခုပုံပေါ့နော်ရှေ့မှာအောက်ချမ်းမှာကအခြေနှစ်နှစ်ခုစီနှစ်ခုစီတွဲတဲ့ခါမှာဆက်ရှိခုတစ်ခုအပုံပေါ့နော်အဲဒီမှာဆိုတော့ရှေ့ပိုင်းအောက်အောက်ချမ်းကိုဆိုတော့နော်အောက်ချမ်းကိုကြတော့ရှိခုနော်ငါကအထက်ချမ်းကလည်းရှိခုအလဲကောင်မှာတစ်ခုပဲကျင်တယ်လဲကောင်တစ်ခုကကျတော့တူတူပေါ့နော်ဒါဆိုလို့ရှိရင်ဒီကကျတော့ရှေ့မှာကရှိခုဖြစ်တဲ့နှစ် ကိုကူပေါ့နှစ်လေး6ရှစ်ခုကိုကူဆိုတော့သူကလည်း2 1ကလည်းအလဲကောင်မတစ်ခုပဲရှိသေးတယ်ဒါကြောင့်ဆိုတော့ကဘယ်လိုရလဲမလဲ2 1က25ရဲ့ပေါ့နော်အလဲကောင်မအလဲကောင်မအလဲကောင်ဇုံးမှာကြာနေရက25 22ကကျတော့ဆိုတော့တော့ဗောနော်29ရက်ပြည့်ပြီးတော့23ကကျတော့ဒုလက်တိုင်းပဲကိုကူဆိုတော့အလဲကောင်မတစ်ခုပဲရှိသေးပါတော့28ဒါကြောင့်23ကလည်း28ရောက်ပါနော်ဒါက၄စိတ်ပိုင်းကြီးရှာတဲ့ပြပါရင်နောက်တစ်ခုကနံပါတ်9ပါကျောင်းသားကျောင်းသူ 20ဦးလို့အရေးမြင့်စင်တီမီတာတွေပေးထားတယ်20ဦးဆိုတော့ကျွန်တော်စုံကိန်းပေါ့နော်အဲ့လိုကျွန်တော်တို့အဲ့အရာကိုငယ်စင်ကြည့်လိုက်စီလိုက်မယ်မငယ်စင်ကြည့်လိုက်စီတဲ့အခါမှာရေရှည်သုံးမှာငယ်သုံးထားမယ်ငယ်သုံးကနော်148ပေါ့နော်148 148ကငယ်သုံးဆိုတော့တစ်ချိန်ပဲပါတယ်ကျွန်တော်တစ်ချိန်ပဲကြီးပဲ149ကလည်းတစ်ချိန်ပဲနော်150ကလည်းတစ်ချိန်ပဲ152ကလည်းတစ်ချိန်ပဲ153ကကျတော့နှစ်ချိန်ဖြစ်တဲ့ကျွန်တော်နှစ်ခါကြီးတယ် 154ရတဲ့နှစ်ကြိမ်ပါတဲ့အတွက်နှစ်ခါရင်းမယ်155ကလည်းနှစ်ကြိမ်156ကတစ်ကြိမ်159ကတစ်ကြိမ်158ကလည်းနှစ်ကြိမ်ပါတော့နှစ်ခါရင်းမယ်159ကကြောတစ်ကြိမ်ဖြစ်ပါတယ်160ကကြောကျွန်တော်3ကြိမ်ပါပြီတော့163တစ်ကြိမ်162ကနှစ်ကြိမ်တစ်ကြိမ်ပဲပါပါတယ်အဲဒါဆိုကျွန်တော်က20ဦးဖြစ်တဲ့အတွက်တော့အလဲမှာဘယ်နှခုကြံမလဲဆိုရင်အလဲမှာရှေ့ကရှေ့ကိုတစ်ပိုင်းနဲ့နော်ဒီနောက်ကိုတစ်ပိုင်းဆိုနှစ်ပိုင်းပိုင်းလိုက်ပြီးတော့20အတိပဲဆို ရှေ့တစ်ပိုင်းနောက်တစ်ပိုင်းပိုင်းလိမ့်မယ်ဒါဆိုရင်ချစ်ုပ်အလဲကမာဂိမ်းမရှိဘူးစုံလေးပြတဲ့အလဲကမာဂိမ်းမရှိဘူးလဲမာဂိမ်းမရှိရင်အောက်ပိုင်းရဲ့နောက်ဆုံးလို့ရအထက်ပိုင်းရဲ့ရှေ့ပါတယ်အရှေ့ဆုံးလို့ရတစ်ခုပေါ့နော်အလဲကောင်တက်တက်မှာကြာနေရကရန်းနှလုံးစမတော့ယူရတယ်ကျူးတူးမှာကျတော့အဲ့ဒီမှာကျူဝမ်းမှာကြပါစမတော့အားလုံးပေါင်း10ခုပေါ့နော်ဒီအရှေ့ပိုင်းကကျူဝမ်းအလဲကောင်ကကျူတူးနောက်ဆုံးကကျူပီကျူဝမ်းမှာကြာစမတော့သူကျူဝမ်းနဲ့မှာပါတာ1 4 6 8 10ခု10ခုပါတာဖြစ်တယ်ဆိုတော့အလဲကင်းတစ်ခုယူရတယ်ဟုတ်လား ရှေ့ကိန်းမှာက148 149တူတယ်150 150ကတူတယ်ဆိုတော့နောက်မှာကျတော့150 150တူတယ်155 155တူတယ်ဆိုတော့လဲမကျန်နေရ153 153အဲ့တော့ခုကျတော့ကကျူဝမ်းလို့ကျင်း153တခါပါလို့ဆိုတော့ညှင်းနေစားပြရတယ်ဒါဆိုရင်ဘယ်လိုရလဲဆိုရင်နော်153စီမီတာနော်ကျူတူးလဲအတိုင်းပဲနော်ရှေ့ကိန်း155နဲ့156ရှေ့ကိန်းမှာအောက်အောက်ပိုင်းမှာပါတယ်155နဲ့အဒီရှေ့နောက်ထပ်ပိုင်းမှာပါတယ်156ကိုပေါင်းရတယ်ပေါင်းပြီးတော့ညှင်းနေစားတဲ့ခါမှာကျွန်တော်က 155.50 mm မီတာရရှိပါတယ်။ကျူ3လက်အတိုင်းပဲသူကအလဲလုံးဖြစ်တဲ့159နဲ့160ကိုပေါင်းပြီးအနည်းနဲ့စားရပါတယ်။နော်နည်းနဲ့စားတဲ့အခါမှာ159.50 mm မီတာဆိုတော့ရရှိပါတယ်။ဒါနဲ့မက်ကငယ်ပါ။နောက်တစ်ခုကနမက်ကကြီးအစိုးပြိုင်ပွဲတစ်ခုမှာတန်ဝဲဝင်အစိုးရှင်10ဦးနော်10ဦးဆိုတော့သူကလည်းဘာတော့အစုံကိန်းပေါ့နော်။အစုံကိန်းမှာသူတို့ရရှိတဲ့မဲရေတွေကနော်1340ရှင်1360ရှင်1560ရှင်

။ဘာလဲတဲ့ခါမှာတူဝမ်းမှာဆိုလို့ရှိရင်လည်းငါးခုဖြစ်တဲ့အတွက်သူကအလဲကောင်မှာတစ်ခုရှိတယ်ဘူးနော်။အလဲကောင်တစ်ခုကအဲ့ဒါတူဝမ်းတန်ဖို့ပါ။ဟုတ်ပြီနော်။အလဲကောင်တစ်ခုကတူဝမ်းတန်ဖို့အဲတူတူကတော့သူကအလဲကောင်မှာတက်တက်မရှိဘူး။စုံငင်းဖြစ်တဲ့အလဲကောင်တက်တက်မရှိရတဲ့ခုနတိုင်းပဲ။နော်။အောက်ချမ်းရဲ့နောက်ဆုံးကိန်းနဲ့အထက်ချမ်းရဲ့ရှေ့ဆုံးကိန်းတွေကိုကျွန်တော်ပေါင်းပြီးတော့နည်းနည်းစားပေးရပါမယ်။တူဝမ်းကတော့သူကမာကြီးဖြစ်တဲ့အလဲကောင်မှာ1960လေးပေါ့တခါတည်းရေးနေရတယ်။တူတူမှာကျတော့1866နဲ့2030တွေကိုပေါင်းပြီးတော့ကျွန်တော်နည်းနည်းစားရပါမယ်။စားတဲ့အခါမှာ 1866ကျောင်းနဲ့2032ကိုပေါင်းတဲ့ခါမှာ3869ရရဲ့အဲ့ဒါကိုချိန်ဦးနည်းနဲ့ပြန်စားတဲ့ခါမှာ1946.5ဆိုပြီးတော့ရရှိပါတယ်။ကျူ3ရရဲ့ချိန်ဦး1235ခုရဲ့အလဲကောင်ဖြစ်တဲ့2245နော်။ဒါမှမဟုတ်သူကကျူ3ကတော့2245ဖြစ်ပါတယ်။ဟုတ်နော်။ဒီနေ့ကတော့၄ချိန်ငယ်စနစ်တမ4ရဲ့နံပါတ်30နောက်ဆုံးပုံပဲဖြစ်ပါတယ်။အဆုံးထိရှိသေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။